ဘုဇင်တို့မဟာဝိဟာရအကြောင်းတိုင်းမှာเจ้าမြေပဲလူလူเจ้าအစာအုပ်တွေပဲလူလူပုဂ္ဂလိကလူမခံပါဘူးတန်ဂိကတန်ကာပိုင်အနေနဲ့ပဲလက်ခံတယ်အလူခံပါတယ်ဒါတက္ကະကြီးတက္ကະမကြီးတွေတည်ပြီးသားဖြစ်ပါတယ်သာသနာတော်အတွက်အကျိုးများအောင်ရဲ့တက္ကະတက္ကမတို့အတွက်လည်းအကျိုးများအောင်ရဲ့ဦးဇင်းတို့မြန်မာနိုင်ငံမှာတော်တော်များများเจ้าလူပွဲတွေဖြစ်ကြတယ် ဘုံကြီးပြန်တော်မူသွားပြီဆိုရင်ကြောင်းတူကြတာငါပိုင်တယ်သူပိုင်တယ်တချို့ဘုံကြီးတွေဆိုလို့ရှိရင်သာသနာရှိစိတ်မရှိဘူးသာသနာရှိစိတ်မရှိတော့ဆွေမျိုးမျက်နှာကိုပဲကြည့်တယ်ငါတူလေးဆိုပြီးတော့ကို့အမျိုးတွေကိုပဲဦးစားပေးတယ်သာသနာကိုမကြည့်ဘူးသာသနာတောင်ဝန်ထမ်းဆောင်နိုင်တဲ့ပုဂ္ဂိုလ်တွေရှိပါလျက်သားနဲ့သာသနာတောင်ဝန်ထမ်းဆောင်နိုင်တဲ့ပုဂ္ဂိုလ်တွေကိုမလွှဲပြောင်းပေးဘဲနဲ့ဆွေမျိုးကိုပဲလွှဲပေးလိုက်တယ်ကျွန်တော်အဲ့ဒီအကြောင်းလိုက်ကဆွေမျိုးကိုလွှဲပေးလိုက်တော့အဲ့ဒီဆွေမျိုးကလည်းအရေးချင်းမရှိဘူးဆိုရင် သာသနာတော်အတွက်အကျိုးမများဘူးပေါ့ဆွေမျက်နှာမျိုးမျက်နှာကိုပဲကြည့်ပြီးတော့အကြောင်းတွေလွှဲပေးကြတယ်ပြီးအကြောင်းတွေလူကြတော့အမှုတွေဖြစ်ကြတယ်ကြော်မကောင်းကြမကောင်းသာသနာမှာချက်စရာလည်းကောင်းတယ်ဒါကြောင့်ဦးဇင်းတို့ဆရာသမားတွေရဲ့အဆုံးအမဩဝါဒအရဘယ်တော့မှဦးဇင်းတို့ကြောင်းဆွဲတွေမဖြစ်ရအောင်ကြောင်းလူပွဲတွေမဖြစ်ရအောင်လို့ပုဂ္ဂလိကအလိုမခံဘူးတန်ခိကပဲပေါ့နော်အဲကြောင့်ဒီယေသနာလင်္ကာရအကြောင်းဆောင်အမှတ်၃ဟာလည်းပဲ တန်ဂိကအဖြစ်လူခံရမှာဖြစ်တယ်။အဲ့တော့ဒကရကမတဲ့အနေနဲ့လည်းဖယားအမှုရှိတဲ့တန်ဃာကိုအာယုံပြုတို့သည်နော်မဟာဝိဟာရဇာတင်တိုင်းမှာလူတယ်ဆိုပေမဲ့လည်းသာသနာတစ်ခုလုံးကိုလှူလိုက်တာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီကြောင်းတိုင်းမှာအနေနဲ့အရရကတန်ဃာတော်တွေကြွားရောက်တရင်သုံးပြီးတော့ဇာတိသင်တွေရပါတယ်တရားတွေအထောက်နေကြပါတယ်မြန်မာနိုင်ငံတွေမကဘူးကပနိုင်ငံအသီးသီးကလည်း လာရောက်ပြီးတော့စာပေတွေသင်ယူနေကြတယ်တရားဓမ္မတွေအားထုတ်နေကြတယ်ဒီတော့သာသနာတစ်ခုလုံးကို ကိုးစားပြုထားပါတယ်เนาะအဲ့တော့ဒကာဒကမတွေအနေနဲ့လည်းအမြင်ကြကြနဲ့လှူတာကတော့မဟာဝိဟာရចောင်းတိုက်ခြံဝန်းထဲမှာလှူတာဆိုပေမဲ့လည်းသာသနာတစ်ခုလုံးကိုလှူလိုက်တာပါပဲအဲကြောင့်ဒီចောင်းကိုအလှခံတဲ့ပုဂ္ဂိုလ်ဘယ်သူလဲလို့မေးရင်တန်ခါအားလုံးပါဥပဇင်းကတော့တန်ခါကိုးစားရည်စမ်းချပေးရုံတသက်ပဲ အလူခံပုဂ္ဂိုလ်များသည်တန်ဃာတော်များဖြစ်ပါတယ်နော်ဘုရားအမှုရှိတဲ့တန်ဃာတော်များသည်အလူခံပုဂ္ဂိုလ်များဖြစ်ပါတယ်ဒါကြောင့်ရေသက်ချတဲ့အခါမှာတန်ဃာတန်ဃာကို အာယုံပြုပါသာသနာတော်ကိုအာယုံပြုပါနောက်တစ်ချက်ကတော့ကပိယကုတိလို့ခေါ်ပါတယ်နော်ရေသက်ချတဲ့အခါမှာဦးဇင်းတို့ကပိယကုတိဖြစ်အောင်ရေသက်ချရတယ်ပေါ့ကပိယကုတိမဟုတ်ဘူးဆိုလို့ရှိရင်ဒီเจ้าဆောင်တွေမှာအเจ้าမျိုးမျိုးကြောင့် ကပိယတွေကစားစရာတွေတူလောင်ချင်ပါတယ်ဆိုရင်ဦးဇင်းတို့တူလောင်ခွင့်မရှိဘူးကပိယကုတီမဟုတ်ရင်တူလောင်ခွင့်မရှိဘူးစံတို့စီတို့ကြက်သွုံးတို့ငရုတ်တို့စသည်စားစရာတွေထားခွင့်လုံးဝမရှိဘူးအေးကပိယကုတီအဖြစ်ရည်စက်ချထားတယ်ဆိုလို့ရှိရင်လိုအပ်လို့ဒီကျောင်းဆောင်တွေမှာစံတွေခဏထားခြင်းပါတယ်ဆိုထားခွင့်ရှိတယ်ပေါ့စီတွေထားခြင်းပါတယ်ပဲအိတ်တွေထားခြင်းပါတယ်ဆိုရင်ထားခွင့်ရှိတယ်ပေါ့ဒါကြောင့်ကျောင်းဆောင်တွေရည်စက်ချတဲ့အခါမှာကပိယကုတီမြောက်အောင် ရည်စက်ချရတယ်ပေါ့နောက်တစ်ခုကကြတော့အဲ့တော့တန်ခိကရည်စက်ချတာဖြစ်တဲ့အတွက်ကြောင့်သုံးဆွဲတဲ့ကိုရင်ဦးစင်းများအထုသတိထားပါလားညပတ်တဲ့ခြေထောက်တွေနဲ့ចောင်းပေါ်ကိုတက်ရင်အဲ့ဒီကိုရင်မှာအဖြစ်ဖြစ်တယ်ဦးစင်းတွေမှာအဖြစ်ဖြစ်တယ်ချွေးတွေပေးနေတဲ့ခန္ဓာကိုယ်နဲ့နာယံကိုမိလိုက်မယ်နာယံမှာချွေးတွေပေးသွားမယ်အညစ်ကြေးတွေပေးသွားမယ်ဆိုရင်အဲ့ဒီကိုရင်တွေအဲ့ဒီဦးစင်းတွေမှာအဖြစ်ဖြစ်သွားတယ်ပေါ့ န်ဒီကအကြောင်းဖြစ်သွားပြီဆိုရင်ရိုးရိုးတည်တည်လေးလေးစားစားနဲ့အဆုံးအထင်းမရှိရအောင်မညစ်မပက်ရအောင်မပြတ်မစည်းရအောင်သုံးဆွဲရပါတယ်သူ့ဘာသူကာလတစ်ခုကြာသွားလို့ပျက်စီးသွားတာကတစ်မျိုးပေါ့ကိုမစင်မရှင်သုံးဆွဲလို့မယိုးမသေးသုံးဆွဲလို့ပြတ်သားရင်တော့ကို့မှာအပြစ်ရှိတယ်တချို့ကနေရာတွေမှာဆိုဘန္နာစားတော့အယောတော်ပြန်ပေးရတယ်ဘန္နာစားပြန်ပေးရတယ်ဘန္နာစားပေးတယ်ဆိုတာအယောပေးတာကိုပြောတာကိုကြောင့်မှန်ကွဲသွားတယ်ကိုကြောင့်တစ်ခုခုပျက်စီးသွားတယ်ဆိုဘန္နာသားပြန်ထည့်ရတာ တော့မဂ္ဂိကဖြစ်သွားပြီဆိုရင်တန်ဃာတော်များဘက်ကအထူးအလေးထားရပါတယ်အဲ့တော့တတိပေါ်ပြီးတော့သုံးဆွဲမိခဲ့လို့ချင်းအပြစ်လွတ်အောင်ဆိုပြီးတော့ဆေတော်ပြားကြီးများကရေသက်ချတဲ့အခါမှာလဲတန်ဃာတော်များဒီခန္ဓာကိုယ်တို့ခန္ဓာကိုယ်နဲ့ဆက်ဆက်သောအရာတွေနဲ့ထိတွေ့ပြီးတော့ချမ်းချမ်းသာသာသုံးမနိုင်ပါစေဆိုပြီးတော့ဆေတော်ကြီးများကရေသက်ချတဲ့အခါမှာထက်ဆိုခိုင်းတာမျိုးတွေရှိတယ်ပေါ့တန်ဃာတော်များတတိမေ့ပြီးတော့အဘယ်မသိရအောင်လို့တတိပေါ်ပြီးအဘယ်မသိရအောင်လို့ ထက်ဆိုရတာရှိတယ်ပေါ့နော်အဲဒါကြောင့် ladies တော်ဖျားကြီးကဘာမိတ်တလဲဆိုတော့ဝီနီမတက်ကြောင်းထိုင်လက်အာဘက်တန်တရာအဲ့လိုဝီနီတွေနားမလဲဘဲနဲ့ကြောင်းထိုင်တဲ့အခါမှာကြောင်းရည်သက်ချတာကိုလည်းကောင်းကောင်းမလုပ်တတ်မကင်တတ်အဲ့ခါကျတော့ကြောင်းကြောင်းဆောင်တွေကမအမဆက်တွေဖြစ်ကိုရင်နေဦးစင်းနေမှာအာဘက်တွေတင့်ဒါကြောင့်ဝီနီမတက်ကြောင်းထိုင်လက် အာဘက်တန်တရာဝီနီမတက်ဘဲနဲ့ကြောင်းထိုင်ရင်အာဘက်တွေကအများကြီးပဲတန်တရာလဲနေတာအာဘက်တွေက ဒါကြောင့်ဒီနေ့ရေသက်ချတဲ့အခါမှာနံပါတ်1ကျွန်တော်တန်ခါကုံကိုတန်ခါကိုအာရုံပြုပါနံပါတ်2ကပ္ပယကုတိဖြစ်အောင်ရေသက်ချမယ်နံပါတ်3ကတော့ဒါတန်ခါတော်များချမ်းချမ်းသာသာသုံးနိုင်အောင်ရေသက်ချမယ်ပေါ့